ချောမလာပါတဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်ပေမဲ့လည်းကာကွယ်ဆေးကြမတန်ဆွမ်းဖြစ်သွားခြင်းအားဖြင့်ဤတန်စင်မှုဤတန်စင်မှုဆိုတဲ့မိန်းကလေးကအကြည့်ခံတဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်ပြီးတော့အသက်23နှစ်အရွယ်ရှိသွားပါပြီ။ချောမလာပါတဲ့မျက်နှာလေးကိုပိုင်ဆိုင်ချပေးမိကံကောင်းအကြောင်းမလာတာကြောင့်ခြေထောက်အယူပြော့သွားခဲ့ပါတယ်။ဤတန်စင်မှုတလခွဲအရွယ်မှာကာကွယ်ဆေးထိုးလိုက်ရကနေတစဉ်စတင်ပြီးတော့ခြေထောက်အယူကပြော့သွားခဲ့တာဖြစ်ပါတယ်။ဝေးခံစားမှာတော့ခြေထောက်တွေကတန်ဆွမ်းခဲ့ပါတယ်။ကာကွယ်ဆေးကိုထိုးရကနေဆေးထိုးမှသွားခဲ့တာဖြစ်ပြီးသူ့ရဲ့ခြေထောက်ကအယူပြော့သွားကလမ်းလျှောက်လို့မရတော့တာကဒီအသက် ရွယ်ထိရောက်သွားခဲ့ပါတယ်။မိဘတွေကခြေတော်အယူပြော့တာကိုသတိထားမိတာကြောင့်ဆရာတွေဆောင်းအောင်ကုသပေးမယ်လည်းမထူလာခဲ့ပါဘူး။ဒါကြောင့်ကလေးအယွယ်ကလေးကလမ်းလျှောက်ဖို့အတွက်ခက်ခဲခဲ့ပြီးသူများတွေတောလာနေတာကိုအားကြခဲ့ရပါတယ်။အီတန်ဇင်မှုကညီမတွေထဲမှာအကြီးဆုံးသမီးဖြစ်ပေမဲ့ခြေတော်ကမတန်တာကြောင့်အလောလောလောမရတာကိုအယမ်းစိတ်မကောင်းဖြစ်နေသူပါ။မိဘတွေကအသက်ငယ်စဉ်ကလေးကခြေတော်ကိုခရုစိုက်ပေးခဲ့တယ်လို့အရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့သူပါ။ ကာကွယ်ဆေးထိုးသူတိုင်းဖြစ်လို့ရှိတာမဟုတ်ပေမဲ့လည်းဤတန်းစင်မှုကတော့ကံမကောင်းခဲ့ပါဘူး။အသက်တစ်နှစ်အောက်ကလေးတွေကိုကာကွယ်ဆေးတွေထိုးပေးလို့ရှိကြပြီးကလေးတိုင်းကကြုံတွေ့ရတာမျိုးတော့မဟုတ်ပါဘူး။ကာကွယ်ဆေးကြောင့်မဟုတ်ပဲအရင်ကတည်းကသူ့မှာပိုလီယိုရောဂါကပါလာပြီးသားဖြစ်တာကြောင့်ဖြစ်တယ်လို့လည်းပြောကြပါသေး။ဒါပေမဲ့ဤတန်းစင်မှုကတော့ဆေးထိုးပြီးတဲ့နောက်မှာတော့ခြေထောက်ကမတန်တော့တာကြောင့်ကြောင်းလည်းမနေခဲ့ရပါဘူး။ရွာထဲမှာရှိတဲ့ဆရာမနဲ့ပဲစတင်ခဲ့ရပြီးသူ့ဘဝရဲ့အချိန်တော်တော်များများကိုအိမ်မှာပဲဖျက်ဆီးခဲ့ရပါသေး။တခြားကလေးတွေကြောင်းသွားတာကိုမြင်ရင်လည်းငြင်းကြည့်နေရပြီးပြောစရာကောင်းတဲ့ကလေးဘဝနဲ့လူငယ်ဘဝကိုအိမ်မှာရင်ကုန် ုံခင်ရပါတယ်။ဤတန်စင်မှုကတမင်အကြီးဖြစ်ပေမဲ့လည်းမိဘတွေကိုအလုပ်ကျင်းမပြုနိုင်တာကြောင့်စိတ်မကောင်းဖြစ်နေပါတယ်။သူရဲ့ဆန္ဒကတော့နိုင်ငံခြားထိသွားပြီးအလုပ်လုပ်ခါမိဘတွေကိုပြန်လည်ထောက်ပံ့ပေးခြင်းသူပါ။ဤတန်စင်မှုကိုမိဘတွေကနားလည်ပေးကြသလိုညီမလေးတွေကလည်းစောင့်ရှောက်ပေးကြပါတယ်။ဤတန်စင်မှုတို့မိသားစုကအဆင်မပြေတာကြောင့်သူ့အတွက်ဝီချက်လက်မွေပေးနိုင်ခဲ့ပါဘူး။အိမ်ထဲမှာပဲခန္ဓာကိုယ်အပေါ်ပိုင်းကိုအပြုပြီးတော့သွားလာရပြီးဝီချက်လေးလူကျင်နေခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲလှိုင်းသာယာကိုဘချစ်တဲ့အလူရှင်တွေကစူပေါင်းလူတန်းပေးပြီးတဲ့နောက်မှာတော့ဝီချက်လေးရသွားခဲ့ပါတယ်။ မိသားစုကမွေပေးနိုင်ပေမဲ့လည်းသူ့ကိုကူညီကြသူတွေကြောင့်သူများတွေလိုအပြင်လောကအထိသွားလာခွင့်ရတော့မှာဖြစ်ပါတယ်။အီတန်စင်မှုကခြေတော်မတန်မီမဲ့လည်းအိမ်မှာလုပ်လို့ရတဲ့အလုပ်နဲ့မိဘတွေကိုပြန်လည်ထောက်ပံ့ကျင်နေပါတယ်။သူ့ရဲ့ဆန္ဒလေးကတော့စစ်ချုပ်တင်ကျင်နေတာဖြစ်ပါတယ်။မိဘတွေမရှိတော့တဲ့နောက်မှာဘဝရည်တည်းအတွက်အသက်မဝမ်းကြပညာရည်တစ်ခုခုကိုတက်မြောက်ချဖို့လိုအပ်တာကြောင့်အီတန်စင်မှုကစစ်ချုပ်ပညာကိုသင်ထားကျင်တယ်လို့ဆိုပါတယ်။ညာရင်လည်းကောင်းသလိုရုပ်ရည်လည်းချောမောတဲ့အီတန်စင်မှုကဒီလိုဖြစ်သွားတာကိုမြင်ရသူတွေကလည်းစိတ်မကောင်းဖြစ်နေကြပါတယ်။ဘဝကိုအရှုံးမပေးဘဲစူးစမ်းကျင်စိတ်ရှိတဲ့အီတန်စင်မှု ှုကိုစစ်ချုပ်တင်မြင့်ခြင်းတဲ့သူတွေကလည်းရှိနေပါတယ်။ခြေတော့အချိန်ရအပြင်လောကကိုတွားပြီးတော့စစ်ချုပ်မတင်နိုင်ရင်ကြောင်း online ပေါ်ကနေတင်မြင့်ခြင်းတဲ့သူတွေရှိနေပါတယ်။လိုင်သားရကိုဘချစ်ကအီတန်စင်ဟုအကြောင်းကို social media မှာတင်ပြီးတဲ့နောက်မှာတော့သူ့ကိုလှူဒန်းခြင်းတဲ့သူတွေကပို့ပြီးတော့များလာခဲ့ပါတယ်။ခြေတော့ကိုကုသပေးခြင်းကြပြီးမဲ့လည်းအယူပြော့နေတာဖြစ်တယ်လို့ကုသလို့မရတော့တဲ့အရွယ်ကိုရောက်သွားတာကြောင်းအသက်မိုးဝမ်းကြောင်းပညာကိုပဲဥတည်ပြီးတော့တင်ကြတော့မှာပါ။အီတန်စင်မှုကချမောလာပါတဲ့ရုပ်ရည်ရှိပြီးမဲ့သူ့ဘဝကတော့ကံမကောင်းခဲ့တာကြောင့်ခြေတော့လည်းအယူပြော့ခဲ့ရတယ်လို့ပညာသင်ယူခွင့်လည်းမရတာကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ယ်။အခုတော့ကူညီပေးမဲ့သူတွေကလည်းပေါ်လာပြီးဖြစ်တယ်လို့မတန်ဆွမိမဲ့စွန့်နိုင်တဲ့သူတွေရှိတာကြောင့်အတက်လာခဲ့ပါတယ်။ဤတန်စင်မှုလည်းဖြစ်စဉ်နဲ့ဆန္ဒတွေအများဆုံးပြေလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။စိတ်နဲ့ခိုင်မာတဲ့ဤတန်စင်မှုအတွက်အပိစကားလေးတွေကိုကောမမရေးသားပေးခဲ့ကြပါအောင်နော်။ကြည့်ရှုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။